အခုကျမမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျမကတော့ဖြက်လန်းလို့ခေါင်းစဉ်လေးတက်ပြီးထားတယ်လူတွေဟာအခက်အခဲအကျက်အတဲတခုခုနဲ့ကြုံတွေ့လာရတဲ့အခါလွယ်ကူတဲ့လမ်းကြောင်းဖြက်လန်းကို အလွယ်လိုက်ကြတာများတယ်ဥပမာငွေကြေးကိစ္စပြဿနာဖြစ်တဲ့အခါငွေရေးကြေးရေးအဆင်မပြေတဲ့အခါငွေကိုပင်ပင်ပန်းပန်းရှာဖွေလာရတဲ့အခါ ဘယ်နေရာကနေအလွယ်ရမလဲဆိုတဲ့လမ်းတွေကိုစဉ်းစားကြတယ်အဲ့ဒီအခါမှာဘာတွေဖြစ်လာလဲဆိုတော့လောင်ကစားလုပ်တာတွေသူများပစ္စည်းခိုးယူတာတွေเนาะဟိုမတရားသောနှီးအားဖြင့်တခုခုကိုလိန်လေပြီးတော့ရှားယူတာတွေပြီးလို့ရှင်အယုံလွယ်တာတွေအဲ့ဒီလိုမျိုးဖြစ်စင်နေဟာဖြစ်ပေါ်လာတယ်အဲ့ဒီမှာ လောင်းကစားလုပ်ရှင်လောင်းကစားလုပ်တယ်ဆိုတာက ကံကိုယုံပြီးတော့စူးပုံနင်းတာနဲ့အတူတူပဲဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ပဲဖြစ်ဖြစ်လောင်းကစားဘက်ကိုစိတ်မရင်းရိုင်သွားအောင်ကိုကိုကိုထိမ့်သိမ့်နိုင်ရမယ်အရှိမကိုဒီလောင်းကစားကြောင့်ဘယ်နှယောက်ဘဝပြောင်းတာကိုတွေ့ဘူးလဲဘယ်နှယောက်ဘဝပြတ်တာကိုတွေ့ဘူးလဲအဲ့တော့အဲ့ဓာတွေကိုစမ်းစစ်ပြီးတော့မှလေလာကြည့်ပြီးတော့မှ ကိုယ့်ရဲ့ပတ်ဝန်းကျင်လေးကိုတခြားဝှေ့ကြည့်ပြီးတော့မှကိုဒီလောင်းကစားဆိုတဲ့လောကကြီးတဲ့ကိုဝင်း เนาะအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ကိုအုံနောက်နဲ့ဆုံးဖြတ်လို့ရတယ်เนาะကိုအုံနောက်ကအကုန်လုံးကိုလိုက်ကြည့်လို့ရတယ်လိုက်လေ့လာလို့ရတယ်လိုက်တင်ယူလို့ရတယ်သူများတွေဘာဖြစ်နေရဲဆိုတာကိုလိုက်မကြည့်လိုက်မလေ့လာပဲねမျက်စိစုံမိတ်ပြီးတော့ငါတရားနေပြီးတော့ငါဘဝအအတွက်ဘလောက်အထိရမှာပဲဆိုရဲမျောလင်းချက်ကြီးနဲ့ကံကိုယုံပြီးစူးပုံနေတဲ့အလုပ်ကိုတော့လုံးဝမလုံးမိပါစေနဲ့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာအဲ့ဒီလောင်းကစားကြောင့်ဘဝပြတ်နေတဲ့သူတွေဒုနဲ့ဒေရှိတယ် အဲဟိုဘလို့ခေါ်မလဲလူနည်းစုအဆင်ပြေနေတာတော့မကြည့်နဲ့နော်လူနည်းစုအဆင်ပြေနေတယ်ဆိုတာလဲသူတို့ဟာသူတို့ရဲ့အကြောင်းတရားသူတို့ရဲ့ကံအကျိုးပေးနော်သူတို့ရဲ့လုံနိုင်စွမ်းဒါဒီကြောင့်သူတို့ကအောင်မြင်နေရဒါပေမဲ့လောင်းကစားကြောင့်အောင်မြင်တဲ့သူဟာဘယ်တော့မှဟိုကြာရှည်မမြဲဘူးကြာရှည်မမြဲဘူးအဲ့ဟာတခုကိုတတိကတ်စေခြင်းနဲ့ ပြီးလို့ရှိရင်ပူပင်ဒုက္ခတွေများလာတဲ့အခါမဟုတ်တဲ့အတွေ့ဝင်လာတယ်ငါဘုရုရှိရနေဘလို့လုံးလိုက်ရင်အဆင်ပြေမလို့ဒါတွေကလည်းဒတင်ကဒတင်က ဆုံးဖြတ်ချက်လေးမှားသွားလို့ရှိရင်အဲ့ဒီရဲ့နောက်ဆက်တွဲတွေကအများကြီးတဘဝလုံးကိုလိုက်လာမှာဖြစ်တယ်နော်ပြီးလို့ရှိရင်အခုလူတွေရဲ့လောဘလောဘကို အရှိခံပြီးတော့ လူအရှင်းရှင်းပြန်ပြီးတော့လိန်လေတာတွေကအများကြီးခက်စားလာတယ်အဲ့ဒီလိုမျိုးတွေလိန်လေမှုတွေမခံရအောင်လဲကိုယ့်ရဲ့လောဘကိုအတိနဲ့တတိနဲ့ထိမ်းပြီးတော့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကိုစဉ်းစားဆင်ခြင်ပြီးတော့မှယုံစီခြင်းတယ်နော်အခုဆိုလို့ရှိရင်လေကျမတို့ပတ်ဝန်းကျင်မှာအလိန်ခံရတဲ့လူတွေအများကြီးပဲဘလို့ကြောင့်အလိန်ခံရတာလဲကိုယ့်ရဲ့လောဘကိုအရှိခံပြီးတော့ဖြက်လန်းလိုက်တဲ့အတွက်အလိန်ခံရတာ ကိုကြောင့်အလိန်ခံရတာနော်ကိုကသာအုံနောက်ထဲမှာတေရှာစဉ်းစားပြီးတော့ဖြစ်နိုင်လားမဖြစ်နိုင်လားကိုတေတေရှာရှာစဉ်းစားဆုံးဖြတ်နိုင်တဲ့စွမ်းရည်အစွမ်းသာရှိခဲ့လို့ရှိရင်ကျမတို့ကိုတောင်းတအောင်ဘယ်သူမှလာပြီးတော့လိန်လို့မရဘူးအဲ့တော့အလွယ်တွေကိုမလိုက်ကြပါနဲ့ဖြက်လန်းတွေကိုမလိုက်ကြပါနဲ့သူများဘာပြောပြောအယုံမလွယ်ပါနဲ့စာဖတ်ပါလေ့လာပါသူများတွေဘယ်လိုမျိုးတွေရက်တည်နေလဲ မှန်ကန်တဲ့လမ်းကြောင်းနဲ့တမာအာစီဝကြကြလဲကျမတို့ငွေတွေအများကြီးဖန်တီးလို့ရတယ်ငွေတွေအများကြီးရှာဖွေလို့ရတယ်ဖြက်လမ်းကိုဘယ်တော့မှမလိုက်ကြပါနဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်